ဖိတ်တို့ပေါ့လို့တောက်ရင်မိတ်ဆွေဒီကျမ်းမာရေးဆိုဂျိုသုံးခုကိုခံစားလာရနိုင်တယ်။နံပါတ်၁ကတော့နီကိုတင်ရဲ့အန္တရာယ်ဖြစ်ပါတယ်။ဖိတ်တို့ပေါ့လို့မှာပါဝင်တဲ့နီကိုတင်ဟာပြင်းထန်စွာဆွဲလန်းစေနိုင်ပြီးဥနှောက်ကိုထိခိုက်စေပါတယ်။အထူးသဖြင့်လူငယ်တွေရဲ့ဥနှောက်ဖွံ့ဖြိုးမှုကိုအနှောက်အယှက်ဖြစ်စေပါတယ်။ဒါ့အပြင်နှလုံးခုန်မြန်စေခြင်း၊သွေးပေါင်တက်စေခြင်းစားတဲ့နှလုံးနဲ့သွေးကြောဆိုင်ရာပြဿနာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ နံပါတ်2အချက်ကတော့အဆုတ်ထိခိုက်မှုဖြစ်ပါတယ်။ဗိတ်တိုပေါ်ရိုရဲ့အရေးဒီမှာ နီကိုတင်းအပြင် heavy metal လို့တတ်ထုဓာတ်တွေ formaldehyde လို့အဆိပ်တောက်ဖြစ်စေတဲ့ဓာတ်တွေပါဝင်ပါတယ်။ဒီဓာတ်တွေကအဆုတ်ကို ရောင်ရမ်းစေပြီးပျက်စီးစေနိုင်ပါတယ်။ နံပါတ်3ချက်ကတော့ green ကျမ်းမာရေးကိုထိခိုက်စေမှုဖြစ်ပါတယ်။ vape တို့ပေါ်လို့မှာခြိုးတဲ့အရေးတွေပါဝင်တဲ့အတွက်သွားပိုးစားတာ၊တဖုံးယောင်တာ၊လဲချောင်းနာတာတွေဖြစ်စေနိုင်ပါတယ်။နောက်ဆုံးနဲ့အဆိုးဆုံးအချက်ကတော့ battery motor တစ်စပေါက်ကွဲပြီးညနာနဲ့အခြားခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပြင်းထန်စွာဒဏ်ရာရရှိစေနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်ကျမ်းမာတဲ့ဘဝကိုပိုင်ဆိုင်မှုအတွက် vape တို့ပေါ်လို့တောက်သုံးမှုကိုရှောင်ကျဉ်သင့်ပါတယ်။တောက်သုံးလက်စဆိုရင်လည်းကျမ်းမာရေးအတွက်အမြန်ဆုံးဖြတ်တောက်ဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ဒေါက်တာဇင်ညီဖြစ်ပါတယ်။